ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့အရိုးတွေကြွက်သားတွေတန်ဆွမ်းမှုကအရန်အရေးကြီးပါတယ်အရိုးတွေတန်ဆွမ်းမှုကြွက်သားတွေတန်ဆွမ်းမှုကအစားအစာတွေကိုတိတ်ချစားပိတ်ဖို့လိုအပ်ပါတယ်ဒါပြင်မှာလေ့ကျင့်ခန်းကိုလည်းပုံမှန်ပြုလုပ်ဖို့လိုအပ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကအရိုးတန်ဆွမ်းစေမယ့်အစားအစာ၁၀မျိုးအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအစားအစာတစ်ခုကကြတော့ဥအမျိုးမျိုးဖြစ်ပါတယ်ကြက်ဥဘဲဥ မဟုတ်ဘူးဒီလိုဥတွေဖြစ်ပါတယ်အနာပြင်မှာကျွန်တော်က၅ဥစားမယ်ဆိုလို့ရှိရင်လည်းအရိုးတွေကိုတန်ဆွမ်းစီမှာဖြစ်ပါတယ်ဒုတိယချက်ကကြတော့ဆယ်မုန်၅ဖြစ်ပါတယ်ဆယ်မုန်၅ကိုပုံမှန်စားပြီးမယ်ဆိုလို့ရှိရင်လည်းအရိုးတွေတန်ဆွမ်းမှုအတွက်အထောက်ကူပြုပါတယ်ဒါပြင်မှာတသိဝလန်တွေကိုပုံမှန်စားပြီးမယ်ဆိုလို့ရှိရင်လည်းအရိုးတွေကိုတန်ဆွမ်းစီပါတယ်ဒါကြောင့်မလို့လိမ္မော်သည်ပန်းသည်မလကာသည် စပြစ်တီးတင်မောတီးဒီလိုမျိုးအသီးနှံတွေကိုပုံမှန်စားပိတ်တင်ပါတယ်ဒီလိုမျိုးခြင်နဲ့ရတာရှိတဲ့အသီးနှံတွေကအရိုးတွေတန်ဆန်းဖို့အတွက်အထောက်ကိုပြုပါတယ်နောက်ထပ်အစားအစာတစ်ခုကကြတော့နှုတ်နဲ့နှုတ်ထွက်ပစ္စည်းတွေဖြစ်ပါတယ်ဒါကြောင့်မလို့နွားနှုတ်စိတ်နှုတ်ဒိန်ချင်းဒိန်ခဲဒီလိုမျိုးဟာတွေကိုပုံမှန်စားပိတ်တင်ပါတယ်နောက်ထပ်အစားအစာတစ်ခုကကြတော့ကြိုက်လန်ဖြစ်ပါတယ် ောက်ထပ်စားစားရည်နဲ့ဆိုလို့ရှင်တော့ရွှေဖျုံသည်ဖျုံစိဒါလေးပါဝင်တယ်ပြီးလို့ရှင်တကြသည်ဟင်းနုနယ်ရွက်ပြီးလို့ရှင်ဘန်းကောက်ပေစိဒိန်ကဲဒီလိုမျိုးအစားအစာတွေဖြစ်ပါတယ်အဲ့တော့ဒီအစားအစာအုပ်စု၁၀မျိုးကအရိုးတွေတန်ဆွမ်းမှုအတွက်ကိုထောက်ကူပြုမှာ ဖြစ်ပါတယ်ဗီဒီယိုလေးကအကျိုးရှိမယ်လို့ထင်ပါတယ် channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှင်လဲ subscribe လေးလောက်ကြပါဦးသိကျင်တာရှင်လဲကိုမမမေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်